လကားစီရလကားရဘွာဘွာနကားစီရတာနကားအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်နကားကြီးတို့လာနေတော့ဒီမြေမြေလုတ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိမ်ညွတ်တော့တကြောအကုသူပဲလုတ်လေပုံပုံများတယ်ဟုတ်တယ်ဒါကြောင့်ဆရာတော် ပမာပြေကလူတွေကတော့ဗာလေးဖြစ်ဖြစ်ယုံလွယ်တဲ့လူတော်တော်များတယ်။ယုံလွယ်လို့ရှိရင်ဗာလေးလုံနေနေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ထင်တာပဲ။အဲ့ဒါဟာအာနေမှုလို့ခေါ်တယ်။ဘာအာနေတာတော့လို့ဆိုအသိပညာအာနေတယ်လို့ခေါ်တယ်။သိပညာအာနေလို့ရှိရင် ဖြစ်နိုင်ဤမဖြစ်နိုင်ဤကိုမကြည့်ဖြစ်နိုင်တာမဖြစ်နိုင်တာတွေလက်တွေ့ကြတာမကြတာတွေဘာတစ်ခုမှမစင်စားဘူး မြေကြီးထဲမှာငကားရှိတယ်ဆိုလဲယုံမှာပဲလေနော်လူတွေကယုံနေကြတာပြောပါတယ်မင်းတို့မင်းကြီးတောင်အလိမ်မိသွားသေးတယ်ကြားဘူးလားမန်းလေးမြို့နေပြီးတော့မင်းတို့မင်းကြီးမင်းတို့မင်းကြီးတောင်တက်လိမ်နေလို့ရှိတယ်လေအဲ့ငကားကိစ္စအဲ့တော့ငကားပါလာရင်တတိထာငကားပါလာရင်တတိထာမင်းတို့မင်းကြီးမောင်ရဲကံဆိုတာရှိတယ် နန်းတော်လည်းမောင်ရဲကံဆိုတာမောင်ရဲဆိုတဲ့လူကတနေ့ဘရင်ကိုတက်နေတာသူကနဂါမင်းကြီးကလွတ်လိုက်လို့ဘောဂဝတိနဂါပြေကလာတယ်နဂါမင်းရဲ့တမန်မာလို့ပြောဘယ်နှစ်ပဲရဲ့ဟာ ရှင်မင်းကြီးကိုနဂါကလာဖူးပါလိမ့်မယ်ပေါ့အဲ့ဒီချိန်ကျရင်အဲ့ဒီကံထဲကနေပြီးတော့နဂါမင်းကြီးကပေါ်လာပြီးရှင်မင်းကြီးကိုဖူးမြော်ကြတော့ပါလိမ့်မယ်ဆိုတော့ဘရင်ကြီးကလည်းဖူးမြော်ခံနေတာပေါ့နော် အဲ့ဒီနေ့မှာအချိန်နဲ့အတိအကျပြောတယ်အားလုံးကလည်းဟာငကားလာမယ်ငကားလာမယ်ဆိုဟုတ်ထင်ညာအဲ့တော့ဟုတ်ထင်တာခုမှမဟုတ်ရင်တော့ကထင်လာကြတယ်နော်အဲ့ဒါတွေတတိထားဖို့သိလို့ရတယ်ပေါ့နော်မှန်ပါဗျာမတွေ့မကြတာတွေယုံလွယ်တာမကောင်းဘူးပေါ့အဲ့နေ့ရောက်လာပြီဆိုတဲ့အခါကျတော့မောင်ရဲဆိုတဲ့လူလင်ကဘာပြောတော့ဆိုလို့ရှိရင်သူက မှန်ပါဗျာငဃမင်းကြီးကတော့ရောက်လာတော့မှာပါဘုံရှိတဲ့ပုဂ္ဂိုလ်များသာသူ့ကိုမြားပါလိမ့်မယ်ဆိုတော့ဘယင်ကြီးကငါမမြင်ဘူးလို့ပြောရင်သူ့ဘုံမရှိမှရောက်တော့နောက်ဆုံးတော့မြင်လိုက်ရတာပေါ့အာဟုတ်တယ်ငဃကြီးเนาะအလင်းခံရတယ်လို့ခေါ်တာမမြင်ရလဲမြင်ရတယ်ပြောတာဘုံရှိတဲ့ပုဂ္ဂိုလ်မှမြင်ရပါလေဗျာဆိုတော့မမြင်ရဘူးဆိုသူ့ဘုံမရှိရရောက်သွားလိမ့်မယ်လေ ကျန်တဲ့လူတွေကတော့ကိစ္စမရှိဘူးဘုံမရှိလို့သူတို့မမြင်တာတော့လိန်တာညာတာကိုတတိထားဖို့မတ္တမရေချီးတယ်လောကကြီးထဲမှာနေတာအင်းတို့စီကလူတွေကတော်တော်များများကတော့အလိန်ခံရင်လို့စောင့်နေတဲ့လူတွေများပါတယ်လိန်မဲ့လူပဲမျောနေတယ်လိန်မဲ့လူကလိန်တာလိန်တရားလူတွေကအစင်းနဲ့ရှင်ဖို့အစင်းနဲ့ဆိုတာအဲ့ဒါလို့ဖြစ်တယ် ေးဒါကြောင့်မလို့ဘယ်ကိစ္စပဲဖြစ်ဖြစ်အကောင်ပြောတာပဲဖြစ်ဖြစ်အဆိုးပြောတာပဲဖြစ်ဖြစ်ကိုယ်တိုင်သိအောင်လုပ်အလွယ်တကူနဲ့ယုံကြည်မှုဟာမကောင်းဘူးမန္တလေးမြို့ကြီးဒီဘောမင်းပါတော်မူသွားတာဆိုတာကိုလည်းပဲကြားဘူးရတယ်မဟုတ်လားရာဇဝင်စကားတွေမှာအဆိုးလေးတော့ရှိတယ်ဥကောင်းလိန်ထုတ်ဒီဘောပြုတ်တယ် ဥကောင်းလေထုတ်ဒီဘောပြုတ်ဆိုတာဟောကဲမင်းကြီးဥကောင်းကနေပြီးတော့လိန်တို့လိန်ပြီးတော့ကလားလက်အပ်လိုက်တယ်လို့ဒီလိုပြောတယ်တကယ်ကတော့မဟုတ်ဘူးဥကောင်းလိန်တာမဟုတ်ဘူးအင်္ဂလိပ်ကလိန်တာအင်္ဂလိပ်လိန်တာကိုဥကောင်းကလည်းယုံမယ်အလိန်ခံရတယ်လို့သာမှတ်ဖြစ်တယ်ဒါပြင်ဥကောင်းလိန်ထုတ်ဆိုတဲ့စကားလုံးကဘာပြောတာတော့ဆိုတော့ဥဆိုတာတိကနာမယ်ကောင်းကနှိကနာ လိဆိုတာကဘုရုဆိုလေးကနာထုတ်ဆိုတာခုနှစ်ကနာပေါင်းလိုက်တဲ့အခါကျတော့ဘာတယ်လို့1249သီဘောမင်းပါသွားတဲ့ခုနှစ်လေညမသက်ကလေး1249ခုနှစ်ကအဲ့ဒါဥကောင်းလေးထုတ်ပြီးပေါ်ပြုတ်ပဲနော်အဲ့ဒါလို့ဆိုလိုတာကနေပြီးတော့ဟိုဥကောင်းလေးနဲ့ထင်းနေအမှန်ကဥကောင်းလေးနာမဟုတ်ဘူးဥကောင်းကို အင်္ဂလိပ်ကလိန်သွားတာ ဘယ်လိုကြောင့်လိမ့်တာတော့ဆိုမော်လမြိုင်ဘက်မှာရှိတဲ့ဒီကျောင်းရမင်းသားလားဘယ်မင်းသားလားမသိဘူးဘင်းတို့မင်းကြီးရဲ့သားတွေရှိတယ်နော်အဲ့ဒီမင်းသားနဲ့ရုပ်တူတဲ့လူတယောက်ကိုသင်္ဘောပေါ်မှာမင်းသားဝတ်နဲ့တင်းလာပြီးတော့ဒီဘောမင်းအစားအဲ့ဒီမင်းသားကိုနမ်းအပ်မယ်ဆိုပြီးတော့လိမ့်လာလိမ့်တာပြီးတော့နမ်းမအပ်ဘူးအဲ့ဒီအဖြစ်ပြက်ကလေးတွေ ဘုဒ္ဓရှိအောင်ဖတ်ကြည့်ပေါ်မန္လေးရာဇဝင်မန္လေးနေမန္လေးရာဇဝင်သိရတယ်နိုးလိန်ထုတ်သွားအောင်မလို့စကြအဲ့တော့အဲ့ဒီလူဟာတွေရှိတယ်ဒါကြောင့်မို့အာဓိယမုခောဆိုတာယုံလွယ်တဲ့လူလို့ဆိုလို့တယ်နော်ယုံလွယ်တဲ့လိန်လို့ရဘာဖြစ်ရင်ခေါင်းထဲမှာဆွဲအောင်မှတ်လိုက်တယ်မဟုတ်တာပြောလဲအေးသူပြောတာဟုတ်တယ်ကောင်းတာပြောလဲအေးသူပြောတဲ့အတိုင်းဟုတ်တယ်ဆိုပြီးတော့ လိန်နာညာတာကိုအလွဲတကူမှတ်ယူတတ်တဲ့ပုဂ္ဂိုလ်မျိုးကအာရိယမူခေါ်တဲ့အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလည်းပဲအမှန်တရားကင်းတဲ့ပုဂ္ဂိုလ်တရားမရှိတဲ့ပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်မျိုးလည်းမဖြစ်သင့်ဘူးလို့ဒီလိုဆိုတာပေါ့နော်မဖြစ်သင့်ဘူးအဲ့ဒီ